ာမုံတိုင်းထိုင်နေသည့်ညဒညာတွေသူရပြီသူရဲ့မျက်နှာချက်ခန်းထဲမှာမြမပတူရိယာဟောင်းတလုံးကိုတွေ့ရှိခဲ့သည်ထိုဘက်ကိုသူထိလိုက်သည့်ချက်ချင်းပါပဲသူ့အလိုလိုစတင်တိခတ်နေတော့သည်ယုတ်တရက်နူညံ့တော့ရွှေရောင်အလင်းတန်းတစ်ခုပေါ်လာပြီးတော့ပနေတော့စောင်းကောက်ပုံတရန်ရှိသည့်ဝင်းကြီးငယ်လေးများသည့်ထွက်ပေါ်လာသည်အခန်းသည်တုံကားသွားပြီးတသားနေရများမြောက်ွယ်သွားတာသူတို့နှစ်ဦးသည်လေဟာနဲ့အတွင်းသို့ရောက်ရှိသွားကြသည်ထိုလျာနေရတဲ့မြမသမိုင်းဤပြုတ်ပွဲပျက်စီးနေသောအစိတ်အပိုင်းများလွတ်မျောနေသည် ညာဒီမိမိတောက်ွယ်လူမိပါဖြစ်နေတော့ဗကန်ဖျားများပါဝင်သည့်အလင်းနဲ့တခုကိုလည်းညှို့ထုတ်ရပြီးတစုံတစ်ယောက်ကမြမသမိုင်းကိုဖျက်ဆီးနေတယ်လို့တီတိုးပြောလိုက်သည်သူရပတ်ကိုတင်းတင်းဆုပ်ခိုင်းလိုက်တော့အခါသူတို့နှစ်ဦးလုံးပြုတ်ပြီးရှင်းဟောင်းပကန်ခက်ခဲသူအရှင်းအဟုန်ဖြင့်ပြစ်ချသွားသည် ောက်တွင်ကြီးမားသောအရေးဆိုးတဲ့ကြီးတစ်ခုပါအနော်ရထားမင်းကြီးဤဇလန်းကိုမှတ်တမ်းချထားသည့်မော်ဝယ်မှတ်ဉာဏ်လုံးကိုကြည့်ချင်ရန်ကြိုးစားနေသည်အဲ့ဒီမှတ်ဉာဏ်လုံးကိုလဲသွားဟင်ကပ္ပရာကြီးကပကန်ကိုထော်ဗရာမိတော်လိမ့်မယ်ဆိုပြီးများကသူ့ကိုတတိပေးလိုက်သည်သူရသည်မော်ဝင်ဘက်ကိုသီးခတ်လိုက်ရာထွက်ပေါ်လာသည့်ရွှေရောင်အတန်လိုင်းများသည်အရေးဆိုးကိုခဏတာမျှရပ်တန့်သွားစီသည်ကိုအရေးဆိုးသည်လွမြောက်သွားသည်သူတို့ပတ်ဝန်းကျင်တွင်လည်းဒူမီနူများလိုပြိုကျက်သွားသည်အရေးဆိုးသည်သူ့စီတို့ဖုံးအုပ်လာပြီးထို့နောက်အရာအလုံးအနည်းရောင်အလင်းဖြင့်ပောက်ကွဲသွားသည်မှောက်မိုက်သွားသည် မြတီတိုးပြလိုက်ပြီးမှမင်းသမိုင်းကိုကဲတင်နိုင်ခဲ့တာလားဒါမှမဟုတ်သာဝရဆုံးရှုံးသွားခဲ့တာလား